။ပြောမနာဟုတ်မသိတော့ဆဲကြလုံးလို့။ဒီခုခုဟိုအောက်မှာတွေ့လဲဆဲကြမှာပါ။ဖြည်းဖြည်းဆဲကြပါလို့ညွန်လေးနားပါတယ်။ဒီကဆဲခံရဖို့ပေါ့နော်။အဲဒီဇက်ကောင်စပြီးရွေးချယ်ကြရ director or producer ကပြောတယ်နင်ဒီကားမှာအရင်ဆဲခံရမယ်။ passing နဲ့အရာပေါ့နော် passing နဲ့ attach လုပ်တာလေးတော့နည်းနည်းရှိရပေါ့နော်။အဲ့ဒါလေးမြင်တဲ့အခါပြလာပြောရဲခါကျရင်တော့နည်းနည်းတော့ခံစားရတာခံခဲ့ရမို့ခံရတာပေါ့အခုလက်ရှိရောအဲချိုးကြတော့ passing နဲ့အရာပါမုန်းလာကြတယ်ပေါ့နော်။ဟဲ့ရုပ်ဒီကိုကြည့်လိုက်တာနဲ့ ယွန်စရာကြီးသူများအိမ်မှာလည်းအဲ့လိုမျိုးဖြစ်မဲ့လူမျိုးတွေအဲဟဲ့ဆိုပြီးမက်ဆေ့ချာပါပါလာချော့လာပြောတာတချို့လေတော့ပါစင်တာမက်ဆေ့ချာတိလာပြောကြရှိရဲချို့ချို့ TikTok message ကနေပြီးလာပြောကြရှိရဲအာဒီနေ့ကဒီ treasure memo ရဲ့ပွဲလေးကိုလာလာရောက်တက်ဖြစ်တာပေါ့နော်အဲအဓိကတော့မင်းကလေးတော်တော်များချိုးရလာယူနေပတ်သက်လာရဲ့ စိတ်ဝင်စားကြတယ်နှစ်သက်ကြလာတယ်ငငယ်ကတော့စိတ်ဝင်စားတိလည်းမသိကြဘူးရွှေစုကကောင်းမှမသိစိန်စုကကောင်းမှမသိလဝွေးရနဝွေးရကောင်းမှမသိအမအခုကျတော့ဒါလေးနှစ်သက်လာတော့အမလည်းပွဲဖိတ်တော့လာတဲ့ရင်လည်းဒါလေးဝကြည့်ရပေါ့လာမလားပြောမနာဟုတ်မသိတော့စဲကြလုံးလို့ဒီခုခုဟိုအောက်မှာတွေ့လဲစဲကြမှာပါ ပြပြဆဲကြပါလို့ဒီကဒီဇက်ကားပေါ့နော်အဲရဲဒီမြူနင်းတို့ထာရဝေကိုတော်တော်များများစောင့်မျှော်ကြတယ်အရင်တစ်ခေတ်တစ်ခါနာမည်ကြီးခဲ့တဲ့ဇက်ကားလည်းဖြစ်တော့အကုန်လုံးကအဲမိပါမလားအရင်တော့ကာလကောကောင်းမလားလို့မေးကြတယ်ပေါ့နော်မေးကြတော့အဲမျော်လင့်ပါတယ်အရင်တော့လောက်မကောင်းရင်တောင်မှအဲနည်းနည်းနီးတူလေးပေါ့နော်ခြေရလေးနည်းနည်းလေးမိလောက်မယ်လို့မျှော်လင့်ပါတယ်မျှော်လင့်တာပါတယ်ဒီကဆဲခံရဖို့ပေါ့နော် အဲဒီဇက်ကောင်စပြီးရွေးချယ်ကြတယ်ကဒရိုက်တာပရိုဂျူဆာကပြောတယ်နင်ဒီကားမှာအရင်ဆဲခံရမယ်စိတ်ကိုပြင်ဆင်တာနင်ကိုယ်တိုင်လုံနိုင်လုံနိုင်သလားပို့ပြီးဆဲခံရလိမ့်မယ်လို့ဟိုပြောခဲ့ချိန်မှာကိုကိုပေါ့ဒီဗီလိန်ကာရိုက်တာဆိုတာပြောစာလွယ်ပေမဲ့အလောက်အခက်ခဲပေါ့နော်ဟိုလူတစ်ယောက်က အပြည့်လောကမှာကြည်နေတောင်မှစိတ်ပုတ်တာ စိတ်ယုတ်တာမမြင်ရအောင်ဒါပေမဲ့ဇက်ကားမှာကျတော့မြင်ရအောင်လို့ဖန်တီးယူပြတာ ချို့ကပြောရဲ့နေလှုပ်ယူနေတယ်လို့ချို့က comment တွေမှာတွေ့ရတယ်ပေါ့နော်လှုပ်ယူရတာပေါ့ကိုပုတ်တယ်ကိုအကျင့်မကောင်းဆိုတဲ့ဟာကိုပြရမှာပြရမှာဖြစ်တဲ့အတွက်မျက်နှာတော်၎င်းဟိုအမှုရာတော်၎င်းတစ်ခုခုနဲ့ပြရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုပရိတ်သတ်တွေအမြင်မှာတော့နည်းနည်းလေးတော့လိုအပ်ချက်တော့ရှိရင်လည်းရှိကောင်းရှိမယ်အဲအနေနဲ့လည်းဒါပထမဆုံးစူးစမ်းထားတဲ့ဇာတ်ကားလေးဖြစ်တဲ့အတွက်လိုအပ်ချက်တွေအများကြီးရှိမှာပါဒါပေမဲ့ အခုပြည်သက်တွေမုံနေဆိုတာဒါအဲတရုတ်ဆောင်တာမုံကျင်စရာကောင်းလာအောင်ပြပြနေတဲ့အတွက်မုံနေလို့ခံယူထားဖြစ်တဲ့အတွက်အောင်မြင်နေစွာထက်ဒါပြည်သက်တွေလက်ခံနေလို့အဲကသတ်မှတ်ထားပါအအရင်တော့တော့အရင်မတွေးထားပဲမယ်အခုလက်ရှိချိန်မှာတော့အဲပတ်စင်နဲ့အရာပေါ့နော်ပတ်စင်နဲ့ attach လောက်တာလေးတော့နည်းနည်းရှိရပေါ့နော်အဲ့ဟာလေးမြင်တဲ့အခါပြလာပြောရဲခါကြရင်တော့နည်းနည်းတော့ခံစားရတာပေါ့နော်ဒါမဲ့လေအဲကိုကတရုတ်ဆောင်ဖြစ်တဲ့အတွက် ကိုကိုမုံးစရာကောင်းတော့မုံးကြမှာပဲလေနော်ဟဲ့မုံးချင်စရာကြီးကိုတော်မရုပ်ရှင်တကားကြီးရဲ့ခါကျရင်အဲမုံးချင်စရာကောင်းတဲ့လူဆိုရင်မုံးလိုက်တယ်ဆဲပလိုက်တယ်អော်ပလိုက်တယ်အဲ့တော့ကိုလည်းအဲ့လိုလိုဆိုတာဒါကိုအတွက် use မဖြစ်သေးလို့ဒါအဲကခံနိုင်ရင်မရှိရပါဘောနော်ဒါမဲ့လည်းအဲအဆင်ပြေပါတယ်ပြည့်တဲ့ဒီထက်ပို့ပြီးတော့လည်းမုံးမေးကြပါလို့တရားတောင်းဆိုပါတယ်အဲ့လိုတော့မော်အဲလာပြတ်ကြပါဘော secret shot ရိုက်ရိုက်ပြီးတော့လေဟဲ့တွေ့လာနေတော့ဘလို့စဲကန်နေရပြီဆိုနေရာတိုင်းတော့လိုက်ခတ်စားနေလို့မရအောင်လေနော်တရုတ်ဆောင်ဖြစ်တဲ့အတွက်ဒါမဲ့လည်း စိတ်ပေါ့စိတ်ထားတတ်မှာပေါ့အဲဗီလိန်လောက်တယ်ဆိုတာအစကတည်းကကိုကိုယ်တိုင်မှ ခံယူထားရမယ်ဒါဒီ အဲဗီလိန်ဖြစ်တဲ့အတွက်ငါငါကောင်းရင်ကောင်းသလိုငါပြပြင်ပြလို့ငါမုန်းကြမှာပဲမြေကတ်ကြမှာပဲချိုးချော့လဲချစ်စရာလေးဟဲ့နင်းစွာရာလေးကချစ်စရာလေးလို့ပြောရလူလည်းရှိရပေါ့နော်ဒါတယောက်တစ်ယောက်အမြင်မတူနိုင်ဘူးလူတစ်ယောက်နဲ့တစ်ယောက်ကအဲ့အတွက်ကြောင့်မို့ဟိုအဲရတော့အမြင်မတူအမြင်မတူရတဲ့ကြောင့်ဒီလိုဖြစ်တယ်လို့ပဲအဲရတော့ထင်ပါတယ်ဒါပေမဲ့ပရိသတ်တွေခုလိုမျိုးလက်ခံပြီးတော့ဟိုချစ်ပေးမုန်းမေးဆဲပေးအကြတဲ့တော့ကိုရဲကျေးဇူးတင်ပါတယ်ခံခဲ့ရမို့ခံရတာပေါ့အခုလက်ရှိရော အဲချိုးကြတော့ပါစင်နယ်ရပါမုံလာကြရပေါ့နော်ဟဲ့ရုပ်တီကိုကြည့်လိုက်တာနဲ့ရွန်စရာကြီးသူများအိမ်မှာလည်းအဲ့လိုမျိုးဖြစ်မဲ့လူမျိုးတွေအဲဟဲ့ဆိုပြီးမက်ဆေ့ချာမှာပါလာချွတ်လာပြောတာ အဲနင်တို့တွေအဲ့လိုမျိုးမလားနင်တို့တွေကအဲ့လိုမျိုးရဲ့အပြင်မှာလည်းအဲ့လိုမျိုး ရုံမာကြတာမလားအဲ့လိုမျိုး personal အရအများကြီးလာ attack လုပ်ပေမဲ့ညီမတို့ကနေရာတေးဥဆောင်ဖြစ်တဲ့အတွက်နေရာတိုင်းမှာလိုက်ခံစားနေတော့မရဒါကိုမုန်းချင်စရာကောင်းလာမုန်းကြရလေနော်အဲ့တော့ကိုကပဲလက်ခံပြီးရောဩငါဒီဆက်ကပြီးဝိုင်းကောင်ပြစ်တက်တွေပြချစ်မှာပါဆိုပြီးရော ခံယူထားပါတယ်တချို့လေတော့ personal messenger တွေလာပြောကြရှိရဲချို့ချို့ TikTok message ကနေပြီးလာပြောကြရှိရဲအမြင်တော့မဖက်ဖြစ်ဘူးဒါပေမဲ့ခါလီပေါ့ကိုပြင်းတဲ့ခါအားအားဝါတော့ခါကျချက်ဝင်ကြည့်လိုက်ဖြစ်တယ် အဲ့လိုမျိုးခါကြခါကြ notify တက်လာလို့မလဲဆိုပြီးကြီးလိုက်တဲ့ခါကျရင် page ရဲ့ messenger တွေမှာလာပြောတာရှိရပေါ့နော်အဲ့ဒါလေးတော့ရှိရပါဘာဒါပေမဲ့ကိစ္စမရှိပါဘူးဒါအမှုပညာပဲလीနော်ဒါတို့အမှုပညာကိုခံစားပြီးတော့စိတ်တိုးပြီးတော့ပြင်းထန်မှလာဖြစ်တာဖြစ်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးအဲရိုဆက်ကောတကယ်ကိုစိတ်ဝင်စားနေနေစဉ်စောင့်မျှော်ကြည့်ရှုပြီးအကုန်လုံးတရုတ်စီတရုတ်ဆောင်အကုန်လုံးတရုတ်ချင်းစီတာစိတ်ဝင်စားစွာကြည့်ရှုပြီးတော့ကျေးဇူးတင်ပါကတ်တာပေါ့ကတ်တာပေါ့ကုကုကူတော်မှာအဲ့လိုပြည့်ကြည့်ရဲ့ချေအဲ့လိုတဆင်းတဆင်းတင်ထားပါတယ် ပြန်တခမ်းမိတခမ်းကြည့်ရရှင်ဟဲ့ तू နဲ့ဘာဆိုင်လို့ तू ကဝင်ပြောရလဲ तू ကဘာမလို့လဲမြေကက်ဆရာကြီးကြည့်ကြည့်အဲ့လိုမျိုးကြီးပါဖြစ်တာပေါ့နော်မှ तू နဲ့ဘာမဆိုင်အောင်လေနော် तू များအိမ်မော်တက်သွားပြီးတော့ဘာလုပ်တာလဲမသိဘူးနော်အဲ့တော့ကိုဒါပြေလောကမှာဆိုလဲကို့အိမ်ရောသူများကလာဆိုးမိုးဘူးမှမကြိုက်ဘူးလေနော်အဲ့တော့ကိုရိုင်းကရောကြိုက်လားစဉ်းစားကြိုက်ဘူးငါကဘာလို့သွားဆိုးမိုးနေရလဲသူများအိမ်မှာဆိုစဉ်းစားကြည့်လိုက်တော့အဲ့လိုဖြစ်အစ်ပေါ်အမျိုးပေါ်ဟိုအရင်တချို့လူတွေရှိရလေတိလာကို့အမျိုးမကို့ကို့အမျိုးလို့ထင်တာ ို့မိသားစုမှာမိသားစုလို့ထင်တဲ့လူတွေရှိရယ်ကို့သားသမီးမှာကို့သားသမီးလို့ထင်တဲ့လူတွေရှိရယ်ကို့မောင်နှမမှာမောင်နှမလို့ထင်တဲ့လူကို့ဆွေမျိုးမှာဆွေမျိုးလို့ထင်တဲ့လူတွေရှိရယ်အဲ့လိုပုံစံမျိုးပြထားတာပေါ့နော်ဒီဇက်လမ်းမှာအပြင်လောကမှာလည်းရှိရယ်ကို့ရဲ့အမျိုးကို့ရဲ့မောင်ကို့ရဲ့အတော်ကို့ရဲ့အမေကို့ရဲ့အကိုအဲအဲ့လိုလူမျိုးတွေမှာဟိုအရန်ဖြစ်ပြပြီးကျန်တဲ့လူတွေကျတော့လူမထင်ဘူးအမတန်မမရှိရဲ့ပုံစံမျိုးတွေလုပ်ပြီးသူများအိမ်မော်တက်ပြီးချေလဲနေတဲ့ပုံစံမျိုးတွေတွေ့ရအမှန်တော့ဒီကားမှာအဲကအရင်တော့အဲတသေးလေးအကုန်လုံးတီမှာပါအရင်တသေးလေး အဲတေမရှိရင်မရှိသေးတော့ဒီကားမှာအဲကိုသူက body fit လေးတွေဝတ်စီချင်တော့အဲကနည်းနည်းခန္ဓာကိုပြည့်အောင်ဆိုပြီးရောဂျင်ဆော့ပြီးရောနည်းနည်းထွားအောင်လုပ်ထားလုပ်ထားတော့ခါကျတော့ကင်မရာမှာကျတော့ဘောင်းနေနဲ့ရိုက်တဲ့ခါကျတော့နည်းပိုကြီးနေပြီး villain နေနဲ့လုပ်ရင်မြန်မာနိုင်ငံတော်တော်များများပဲမှာပဲဖြစ်ဖြစ်ပေါ့နှခမ်းနေအရင်စိုးကြတယ် villain နေပေါ်လွင်အောင်နှခမ်းနေရင်ဆိုမိကအရင်နေပြင်းနေမြခုံးရင်နေဒင်းစင်းလေးလုပ်တယ်အဲတော့ခါကျတော့ပရိတ်သတ်တွေအမြင်မှာရင်လိုက်တာပေါ့အပြင်မှာလာကြည့်ပါမရှင်းပါဘူးလို့ အရင်မြင်မဆွာလေအတော်နဲ့တူမပြောင်းပြန်ဖြစ်နေပြီတော့ပြောကြပါအမနှောလို့မဟုတ်ဘူးအမနှောဇက်ကားရမိတ်ကပ် look ပေါ့နော်မိတ်ကပ် look ကိုရန်နှခမ်းနီမျက်ခုံးမျက်အိုင်ရှယ်ဒိုးကုန်ဒီဒီပယိုးချတာစားတကယ်အပုံမပေါ့ပုံဆက်နေမိန်းမနဲ့တူအောင်ဆိုပြီးတော့ပြင်ပေးလိုက်တာအဲ့လိုဖြစ်သွားအကုံကလာပြောကြရောထွားကြိုင်းမင်းရင်ရင့်နေရဲ့ဆိုမနှောဗီလိန်နဲ့ပို့တူအောင်ဆိုပြီးတို့ကဖန်တီးပေးနေတယ်ဒီလိုဖြစ်သွားတဲ့ထင်ပါတယ် တော့စကားရကြရင်တော့ပိုတတိထားပါမယ်ဖြစ်တာပေါ့ဒီစကားရတဲ့ချိန်အဲက personal ရရောဒီအဆဆရရပေါ့ကျမရေလူမှုရေးအဆဆရရအစင်မပြေစိတ်စင်မပြေမှုများစွာနဲ့ရိုက်ခဲ့တဲ့စကားလေးအဲပြီးတော့ရင်အဲ့တော့ဒါပင်တရမှာကြိုက်တော့ရရဖြစ်တဲ့အတွက်စိတ်ကောလူကမှန်တယ်အဲကျမရေကအဲ့လိုအင်းအေးတဲ့အရာတရာတို့အပူရှက်တာအဲ့လိုမျိုးဆိုရင်အရင် sensitive ဖြစ်လွယ်ရဖြစ်တဲ့အတွက်အဲ့ရိုက်တဲ့ချိန်တော့ဆိုလည်းနေမကောင်းဖြစ်တယ်အဲ့လို ခဏခဏပေါ့အရဲကျမ်းမကြီးချူချာတတဲ့လူတွေမှာပါတော့အဲ့ကရတဲ့ချိန်မှာနေမကောင်းခဏခဏဖြစ်တယ်အဲ့လေးကတော့အဲအတွက်အများကြီးစူးစမ်းခဲ့ရတာအခုနောက်လာမဲ့ဆဲပေါ့အဲနောက်လာမဲ့အပိုင်းလေးမှာအမတ်တရားအများကြီးတွေ့ရမှာပရိသတ်တွေလည်းမြင်ရမယ်ပြိုင်းတဲ့ sense လေးလည်းမြင်ရမှာပါပရိသတ်တွေလုတ်ပေးရပေါ့နော်ဒီ TikTok မှာတွေ့လိုက်တာတွေ့ရောဝင် save လိုက်တယ်အဲအရင်တော့ကတော့အရင်ချစ်ကြရဲ့နှစ်ယောက်ကအခုကျတော့အရင်တက်ရရဲ့နှစ်ယောက်ဖြစ်နေရပေါ့အဲ character အရာပေါ့ ီကားထဲမှာချစ်ရင်လည်းချစ်တယ်လို့နောက်ကားထဲမှာမိုးရင်လည်းမုန်းကြမှာပေါ့အဲနောက်ထပ်တကားကြရင်လည်းချစ်ရင်လည်းချစ်သွားနိုင်မယ်မိုးရင်လည်းမုန်းသွားနိုင်တယ်အဲတော့စကားရလေနေရဖြစ်တဲ့အတွက်အဲပရိသတ်တွေအကုန်လုံးအခုအခုလိုတွဲမြေမေးကြတာပဲကျေးဇူးတင်ပါတယ်ညင်တော့ချစ်ကြပြီအခုကျတော့ဘာလို့တက်ကြရလဲဆိုစကားအရာပေါ့ဇက်အိမ်လည်းမတူတော့ဘူးအဲအခုဆိုပရိတ်တွေကရဲလောင်နေကြစနိုးလေးကိုတနာလိုက်တာအေးအေးတူဝီနှစ်ယောက်တောင်မရှိရင်ပြီးအေးစမ်းနေပြီပေါ့အနီဝောင်ပြီးတော့ကိုပေါ့အဲအနီဝောင်အာအနီဝောင် ရှိရအနီဝေါစင်းနေလဲတော့ကလည်းအဒီဝေါလျောက်အခုကေတိလဲကြောင့်လဲကေတိလျောက်ပေါ့ဒါကတော့အဲလိုဒါမုန်းချင်စရာကောင်းနေလို့ပြိတ္တတွေဝိုင်းဆဲလို့မြင်ပါတယ်ဟုတ်အတိုင်းနာတစ်ခုအလျောက်ပေါ့နော်အများကြီးလဲမဟုတ်ပါအဲလဲလိုအပ်တိုင်းအများကြီးရှိပါတယ်ဘီလိန်နေနဲ့အဲဒါပထမဆုံးစ조사ထားတဲ့ကားလေးဖြစ်တဲ့အတွက်လိုအပ်တိုင်းလဲအများကြီးရှိရဲဒါပေမဲ့ပြိတ္တတွေအထိုက်လျောက်အပေးပြီးမုန်းကြချစ်ခင်ကြတဲ့အတွက်လဲကျေးဇူးများရတယ်မှာလင်နာယူမလည်းတစ်ဖြက်ပေါ့ မောင်မောင်မောင်နဲ့တမောင်မောင်နဲ့ဖုန်းနေပြောတယ်အဲဒီမောင်နဲ့ပတ်သက်ပြီးဟောဒီကားရဲ့သူ့ရဲ့ဒီ character building ကိုပြောရမယ်ဆို तू ကအဲမောင်ဆွဲရီစားလေးဒီစားတယောက်ရှိရယ်ဒီရီစားနဲ့ပတ်သက်ပြီးတော့ तू ကရန်ကုန်ကနေအဲပြဲလာလာတဲ့အတော်အတော်အကူညီပေးရင်းနဲ့ဒီအမွေတွေရဖို့စူးစမ်းတယ်ဘယ်မောင်ကိုလည်းမခွဲနိုင်ဘူးဖုန်းနေပြောရယ်ဒီဇက်ကားလည်းမဆိုပါတယ်လေ तू ပြောရယ်သူ့ရဲ့စိတ်ပန်းဖြေရာဒီဒီအရာပဲရှိရယ်ပေါ့သူဒီမောင်မမဟုတ်ကိုတီကြီးကိုတွေ့ရလဲကြိုက်ချင်းပြန်ရောဟိုလူတွေ့လဲကြိုက်ချင်းဒါနေဆက်ကြာမောင်လေးမလို့ အဲ့လိုအဲ့လိုပုံစံ character မျိုးလေးတွားထားရပေါ့เนาะဆက်ဆလူဆက်ဆလူဒါယောက်ျားလေးမြင်မနေနိုင်အဲ့လိုငွေမတ်တဲ့ဒိမ့်မပေါ့เนาะအဲ့လိုမျိုးပြပြောင်လို့ character ကိုတော့ bidding လုပ်ပြီးတော့စူးစမ်းထားပါတွေးမိရပေါ့တကယ်လဲစိုးရယ်လေကိုနဲ့လည်းမဆိုင်မင်းနဲ့သူများရဲ့မော်တက်ပြီးတော့တောတောင်းတောတောပြီးတော့ချဲလဲပြီးတော့လှုပ်စင်နိုင်လှုပ်နေရလေအဲ့တော့မြေကက်ဆရာကြီးပါပြိတ္တတွေမြေကက်မယ်ဆိုတော့ကက်စင်ဆရာကောင်းပါတယ်နောက်ပိုင်းနေပြိတ္တတွေအကုန်လုံးကပျော်ရွှင်ဆရာဝမ်းနည်းဆရာအဲမုန်းကျင်ဆရာအစရုပ်တွေအများကြီးတွေ့ရအောင်ပါပါ ဒါအခုအပိုင်း30ဆိုတော့လောက်မမလို့တော့ပါပရိတ်သတ်တွေအကုန်လုံးလဲအဖြစ်ဖြစ်နဲ့ဇက်ရှင်ပို့တက်လာရဲ့ဇလံလေးတွေကိုခန်းစားရတော့မှာပါအပိုင်းလေးတွေကောင်းပါတယ်ဘာမှဖြစ်ပါအဲကတော့ဒါအဲကိုအတိမတ်ပြူလို့အဲတကယ်ကိုဟိုအိုက်တပီပြင်လို့မုံကြရဲဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျင်းတတ်ပါအဲအဲအစရပြောသလိုပေါ့ကေတီကိုမုံပြီးအဲဝိတောက်ချစ်ပေးပါဆိုသလိုပေါ့အဲတော့ဒီအဲဒီဒီကရဒီဇက်ကမှ main character မဟုတ်ပင်မဲ့ကိုကိုကို main character တယောက်လို့ခံယူရင်းနဲ့ကို့မုံချင်စရာတော့အမြင်ကက်ချင်စရာဟဲ့ ပြောပြောလို့တနှုတ်နှုတ်ပြောနေအောင်ရအောင်ကြိုးစားထားဖြစ်တဲ့အတွက်အဲ့ရဲ့အယုတ်ဆောင်အမှုပညာဒီစွမ်းရည်ကိုလက်ခံပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အဲနဲ့အတူဒီမြူနင်းတို့ထာရဝေအေဒီဇလန်ထဲမှာပါဝင်တဲ့တယုတ်ဆောင်တဦးချင်းစီတယောက်ချင်းစီတိုင်းကလည်းအများကြီးကြိုးစားထားပါတယ်။အဲ့တော့တဦးချင်းစီတယောက်ချင်းစီတိုင်းကလည်းဆက်ပြီးအားပေးကြဖို့နဲ့ဒီကြံရှိရဲ့အပိုင်းလေးကိုဆက်ပြီးအားပေးကြဖို့ဒီကနေပဲပြောချင်ပါရှင့်။